လူစုကတော့ညီမလေးရဲ့ဒီလိုကြီးပဲအမြဲတမ်းမတက်နေအနေစင်နင်းကွာမိထုမှန်တို့ဟိုးအောက်ကလာတယ်မမျောလိမ့်မယ်ခေါင်းဆောင်မင်းသားအဲ့လိုမျိုးရတယ်ပတ်စံနေအများကြီးရလိုက်တယ်အော်ပြီးတော့အဖေမေးသေးတယ်အကုန်လုံးပျက်စီးသွားတယ်အောက်ကိုထိုးကြသွားတယ်ဒါဘာလို့လဲပြန်တက်ကြမှာလေအလားယူအောက်ထဲမှာပဲနေလို့မမရတာအဲ့ပြန်တွက်ဖို့ကုံယုံမှုထားဖို့အတွက်ကိုအလုံးမျိုးစုံလောက်ရတာလေအဲအဲ့တော့ကိုကတခါကျရင်ပြောပြကြင်တယ်ပြောပြကြင်မျောလဲတချို့ကြတော့လေအမင်းတို့ကောင်တွေကအတန်သားခံတာလားအတန်ရှင်မဟုတ်ဘူးဘဝဆိုတာလေ ဂိမ်းတစ်ခုလိုပဲအဲ့လိုမျိုးစွန်စားရတာစူးစားရတာအယမ်းပျော်ဖို့ကောင်းတယ်ဟုတ်လားအဲ့ဒါကြီးကိုစိတ်ညစ်စရာတစ်ခုကြီးလို့မမြင်သေးဘူးအာသူများကမလိမ်ကိုကမယုံပါဘူးအာကိုမရှိတဲ့အချိန်မှာကိုကနဲ့ကိုအကောင်းဆုံးပြန်ပြီးတော့ဆလူစုကတော့ညီမလေးရဲ့ဒီလိုကြီးပဲအမြဲတမ်းမတက်နေဘူးအနေအဆင်းနင်းကိုက မိထိုးမှန်တို့ဟိုးအောက်ကလာတယ်မမျောလိမ့်မယ်ခေါင်းဆောင်မင်းသားအဲ့လိုမျိုးရတယ်ပတ်စံနေအများကြီးရလိုက်တယ်အော်ပြီးတော့အဖေမေးသေးတယ်အကုန်လုံးပျက်စီးသွားတယ်ပေါက်ကိုထိုးကြသွားတယ်ဒါဘာလို့လဲပြန်တက်ကမှာလေအဲ့လာကြီးကိုအောက်ထဲမှာပဲနေလို့မမရတာအဲ့ပြန်တွက်ဖို့ကုံယုံမှုထားဖို့အတွက်ကိုအလုံးမျိုးစုံလုပ်ရတာလေအဲအဲ့တော့ကိုကတခါကျရင်ပြောပြကြတယ်ပြောပြကြမျောလဲတချို့ကြတော့လေအမင်းတို့ကောင်တွေကအတနာခံတာလားအတန်ရှင်မဟုတ်ဘူးလောကမှာလူဆိုတာအနေမြင့်တက်ကြသွားနေတဲ့အချိန်မှာ တုံလာတဲ့အရာတိုင်းကိုခဏတိုင်းရှိအောင်ပြန်ပြီးရုံးထနိုင်မှုလူတိုင်းမှာရေးကြည့်လို့တခါကိုဒီအလုပ်ကိုလုပ်နေသူရေဒီအလုပ်ကိုချစ်နေသူရောကို့မှာလုပ်နေမှာပဲကြာဆုံးနေဆိုတာမရှိဘူးအဲ့လို message တစ်ခုပေါ့တနေ့ချိန်မှာနင့်ကထပ်ပြောမယ်အောင်မြင်အောင်မြင်ရမယ်ပြန်လုံးအာကိုကြီးဘဝအစတော့ပထမဆုံးအကိုဝါသနာပါတော့ဒီ custom ပေါ့နော် custom ကိုမဖြစ်တဲ့အချိန်မှာဟိုနောက်တစ်ခုအမှုပြကြပါပေါ့အမှုပြကြမှာလည်းအကိုဝါနာပါအကိုအရှိ interview မှာပြောယူပါ යි အဲမိထုမန်တို့ပြီးတော့အခုဆရာပြီးတော့ကိုနေထူးတိုင်းအဲသူရှိမှာတပတ်ခန္ဓာ၄နှစ်ပေါ့အဲ၄နှစ်ရနေပြီးမှလက်ကြီး7နေပြီးတော့ခေါင်းဆောင်မင်းသားရိုက်တယ်တဆင်တဆင်အဲရနေပြီးမှအချိန်ချင်းနိုင်ကြားမှာမှအဲနည်းနည်းကိုကြီးကြောက်သွားတယ်အဲကြောက်သွားအချိန်မှာလည်းဒီအဖေမီဆုံးတာရောနောက်ဒီဒီဘာငယ်ဘက်ဒီမှာပျက်စီးမှုတွေကြောင့်လည်းနည်းနည်းစိတ်ကြကြပြီးတော့အဲဖောက်တော့ရမှာဟိုတရားစက္ကန့်6လောက်လောက်ဝင် ဝင်ပြီးတော့မှအခုပြန်ပြီးတော့ဘဝကိုအလုံးလုံးတယ်ဒီကစုရတဲ့ပတ်စံနဲ့အဲစကိုင်းနဲ့အေဒီတို့စကားရိုက်တယ်ပြီးလို့ရှိရင်ရုပ်ရှင်ကားကြီးပြစုတယ်အခုလည်းဒီ support ပေးရလူရှိတယ်အဲ့တော့အခုဦးလေးဦးမြင့်အောင်လည်းပြီးတော့ဒီ power ဟိုဘာလို့ရှမ်းလေးပေါ့ရှမ်းလေးကနေပြီးတော့ရုပ်ရှင်ကားကြီးဆက်တည်လို့သူကရတယ်မင်းပေးချင်တဲ့အချိန်ပေးဆိုအကုန်ထုတ်ပြီးတော့ပေးတယ်အဲကိုကရုပ်ရှင်ကားကြီးရိုက်ချင်တာကိုအကူညီပေးရလူရဲ့ရှိရယ်ကိုရှမ်းလေးလို့အဲ့လိုမျိုးနဲ့အခုပြန်လုပ်နေတာ လောကမှာလေလူလူတွေဘဝအချိန်တန်ကြရင်လည်းအလုံးကပျောက်ကွယ်မဲ့လူတွေကြီးပဲဒါပေမဲ့ကိုကိုကိုလူဘဝရောက်တော့လူဖြစ်ရကြုံနဲ့အောင်ဆရာတော်ကနေလို့ပြောတယ်။အော်လူဖြစ်ရကြုံနဲ့အောင်ဆိုတော့အခုလူဘဝရောက်တဲ့ချိန်မှာအခုရဝါဒနာပါအမှုပညာအခုကအမှုပညာဟိုးလုံးနဲ့ရွတ်တက်တယ်တကယ်တည်းချက်တယ်ချက်တယ်ချက်တဲ့အတွက်ကိုကဒီအမှုပညာကိုလုံနေရရင်ပြောတာပြောတဲ့အတွက်အာဒီလိုဂျာထဲမှာအခုကားရဲမရှိတဲ့ချိန်မှာအခုပတ်စံနေစုတဲ့အမျိုးမျိုးကြုံတာပွဲစားလဲလုပ်တယ်ကားပွဲစားလဲလုပ်တယ် အင်းပွဲစားလည်းလုပ်တယ်၊မြေခွက်လည်းရောင်းတယ်။အဲ့လိုအကုန်လုပ်တာရသမြလို့အကုန်တင်းကျုံလုပ်တယ်။အဲ့ရပြီဆိုရင်အဲ့ပစံဘာလို့ပြစ်လဲမင်းသူများလို့အိမ်ဝယ်ပြုတ်ဝယ်မဟုတ်ဘူး။အခုရုပ်ရှင်ကိုပြန်ရိုက်တာ။အဲ့ဘာလို့တော့ကိုချစ်တယ်။ချစ်တဲ့အတွက်ကိုကြီးဒီဘဝမှာကိုလုံးနေရအမှုပညာကိုအယမ်းပျော်လာလေ။ကိုအပေါ်ယံပျော်ခဲ့တာမဟုတ်ဘူး။အပေါ်ရန်ဆိုရင်ခဏတဖြုတ်ပေါ့ကိုကြီးတို့အနေနဲ့ဟိုအများကြီးလှုပ်လို့ရတယ်ဒါပေမဲ့ကိုကြီးပုံမှန်မဲ့သွားတယ်ကိုကြီးအင်တာဗျူးတွေဆိုကိုကြီးတစ်ခါမှမဖြေရတယ်ကြာပြီ အာတကယ်လို့ကိုကြီးကပါလို့သွားလိုက်လို့တွေ့လိုက်ရင်ယူလိုက်တယ်တန်းတန်းချင်းမှာကိုကြီးဘာမှမလုပ်ဘူးအာတန်းရှင်းဆိုတာရှာလို့ရတယ်ရမယ်ကိုဘရောမှလည်းအဲ့လိုမျိုးလည်းမလုပ်ဘူးကိုပေါ့ကိုအာတူတူတိတ်တိတ်နေတယ်တူတူတိတ်တိတ်လုပ်တယ်စုတယ်ရပြီဆိုလို့ချင်းရလဲပတ်စံလေးနဲ့ငါဘယ်ကောက်ဘယ်လိုရိုက်မလဲဆိုတာပေါ့အခုအခုမှအရန်ကနင်းပြင်းမာလေးရဲ့တန်းနာရီဆိုတာရေခဲတော်မှာတွားရရမယ်အသူများနေရှိရဝယ်ပြီးသွားရင်နင်းပြင်းမာလေးရဲ့တန်းနာရီနောက်နှင်းလူနှင်းလူဆိုတာကိုတို့ဒီကချင်ပြည်နယ်ဘက်မှာပေါ့နော်အဲ့အဲ့ဘက်မှာအဲ့လိုနှင်းလူတွေသာရှိတယ် အဲနင်းလူနဲ့ကောင်မလေးနဲ့ဇက်ပေါ့အဲအဲ့လိုဆိုအခုမှတော်ဆက်ကြီးကဆရှားပပတွေကွာစုထားတာအကုံဇလန်းဇန်ညွန်တွေခွဲပြီးွားအပရိသတ်နေနဲ့လည်းဒီနင်းလူဆိုတာစိတ်ဝင်စားရမယ်ဘာနင်းလူဆိုတာဘလို့ဖြစ်လာတာဆိုတော့အဲအဲ့လိုမျိုးစဲအဲ့ဒါကြောင့်သူကနင်းလူနဲ့ကောင်မလေးနဲ့အဲပုံစံမျိုးတွေအဲ့ရနေမှာကောင်လေးကဒီလာမညာမှာနင်းလူဖြစ်သွားတော့အဲ့အဲ့လိုဇက်တွေအများကြီးအကူအွယ်ထားတာဆဆပပတွေဘဝဆိုတာလေဒိန်းတစ်ခုလိုပဲအဲ့လိုမျိုးစွန်စားရတာ စ조사ရတာအရန်ပြောဖို့ကောင်းတယ်ဟုတ်လားအဲ့ဒါကြီးကိုစိတ်ကင်းစရာတခုကြီးလို့မမြင်သေးဘူးအဘာမဲဘာမဲငါဘယ်တလန်းနဲ့ငါထက်လန်းမလဲဘာလို့အဲ့လုံနေရခြင်းကလူဘဝပဲလေလူဘဝရအတိတ်ပဲရှင်ဒီမှာလေးရအာဝေဖန်မှုတွေခံရမယ်လူကိုယ်ကိစ္စတွေခံရမယ်ပြောဆိုတာခံရမယ်ဒါပေမဲ့ကုန်းထထက်조사အဲ့ဒါကစားပွဲတခုပဲအဲ့ဒါကြီးကိုအာငါ့ကိုဒီလိုလှုပ်လို့ရှောင်ဟိုလိုလှုပ်လို့ရှောင်ဆိုရင်ဘာမှဖြစ်လာမှာမဟုတ်အကိုဆိုလို့ရှိရင်အများကြီးဆုံးရှုံးသွားတာ ဘာမှမရှိတော့တဲ့အချိန်တွေပြန်ရောက်သွားခဲ့တယ်။အတော့အများကြီးပဲဒါပြောလို့မရအရာရှိတယ်။ဒါပေမဲ့အကိုပြန်ထားတယ်။ဘာလို့မှလည်းပြောဖို့ကောင်းတယ်လေ။ငါငါလုံနိုင်သေးတယ်ငါမှဟိုဟာဖြစ်သေးတယ်။အတိကအကိုအသက်ကြီးလာတဲ့အချိန်မှာအကိုမှပြည့်ပြည့်စုံစုံဖြစ်ဖို့အရေးကြီးတယ်။အဲအဲ့ဒါပဲ။